မင်္ဂလာပါရှင်ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်ပရမအူဆုံးငိမ့်ချင်ရေးမရပဲရွေးကောက်ဝင်လို့ရမဖြစ်အာဆီယံအချက်၅ချက်ဆက်လက်ဆွဲကိုင်းလိလာသူစိတ်လို့ရမရှိဆိုတဲ့တည်ထင်အကြောင်းကိုတင်ဆက်ပေးပါမယ် သို့သောရွေးကောက်ပွဲမျိုးမလုပ်မီအာဆီယံ၏အချက်၅ချက်ကိုအကောင့်ထည့်ဖော်ရမည်ဟုအာဆီယံနိုင်ငံသားဥက္ကဋ္ဌများက၎င်းတို့၏သဘောထားကိုထပ်လောင်းအတည်ပြုလိုက်ကြပါသည်ထို့အပြင်မြန်မာပြည်ပခါမှထွက်ပေါ်လာသောနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအားလည်းအခိုင်အမာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြည့်ရှင်းသွားမည်ဟုကတိပြုခဲ့ကြပါသည် ဖုန်းသဘောတူညီချက်၅ချက်အားအကောင့်ထည့်ဖော်မှုနှင့်ဆက်လင်း၍အာဆီယံကောင်ဆောင်များ၏တုံ့သက်ဆုံးဖြတ်မှုပေါ်ကြေညာချက်ထုတ်ပြန်ရာတွင်နိုင်ငံတွင်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိအောင်သက်ဆိုင်နေသည့်အဖွဲ့အစည်းအလုံးအချက်၅ချက်အားအပြည့်အဝအကောင့်ထည့်ဖော်ကြရန်လည်းတိုက်တွန်းထားပါသည်။မိမိတို့မှရွေးကောက်ပွဲမလုံးမီအကြမ်းဖက်မှုများရပ်ဆိုင်ပြီးအားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန်အလေးနက်တိုက်တွန်းသည်ဟုပါရှိပါသည်။ရွေးကောက်ပွဲသည်လည်းလွတ်လပ်တရားမျှတငြိမ်းချမ်းပွင့်လင်းမြေသာပြီးအားလုံးပါဝင်နိုင်သည့်ယုံကြည်ရလောက်သော ေကဝဲမျိုးဖြစ်ရန်အရေးကြီးကြောင်းအလေးနက်ဖော်ပြထားပါသည် မြန်မာမရေကဝယ်ရလိလာသူများစေလုံရန်ဖိတ်ခေါ်သည်ကိုသိရှိထားကြောင်းလည်းပါရှိပါသည်ဆက်လက်ပြီးအချက်၅ချက်ကိုအကောင့်ထဲမပေါ်မချင်းမင်းအောင်လိုင်းရတက်ခွင့်မပေးဆိုသည့်အမှုကိုဆက်လက်ဆွဲကင်သွားမည်ဟုလည်းပါရှိပါသည်လက်ရှိအနေအထားတွင်ဖိလစ်ပိုင်အင်ဒိုနီးရှားမလေးရှားတို့ကအပြင်းထန်ဆန့်ကျင်နေပြီးထိုင်းနိုင်ငံကသာဖိတ်ခေါ်မည်ဆိုက၎င်းတို့စေလွတ်ပေးမည်ဟုလူသိရှင်ကြားပြောထားပါသည်အာဆီယံ၏တရားဝင်ရည်ဒီချက်နှင့်ရေကဝယ်မတိုင်မီအကြမ်းဖက်မှုရက်စရင်နှင့်တပ်ဆိုင်သူအလုံးပါဝင်သည့်တွေ့ဆုံဆွေးနွေး ေးကိုအဓိကထားလှုံ့ဆော်ဖို့လိုအပ်ကြောင်းဆိုသည်ပင်ဖြစ်ပါရ။အဖွဲ့ဝင်နိုင်ငံများကထိုအချက်များအကောင့်ထဲမပေါ်သေးပေစေယုပ်စု၏ရွေးကောက်ပွဲကိုလေးလာသူစေလွတ်ပါကတရားဝင်အသိမဲ့ပြုသလိုဖြစ်သွားမည်ကိုစိုးရိမ်သဖြင့်ဆန့်ကျင်နေကြပါရ။၎င်းတို့၏အချက်၅ချက်သည်လည်းအလိုလိုနေရင်မြောင်းနေရောက်သွားတော်မည်ဖြစ်ပါရ။ တနင်္ဂနွေနေ့ကထုတ်ပြန်သောပူရိတ်ဂျင်ညာချက်တွင်အယက်သားများပေါ်ဆက်လက်ပြီးအကျန်းဖက်နေမှုများကိုရှုံချကြသောသက်ဆိုင်သူများအလုံးချက်ချင်းဆိုသလိုအကျန်းဖက်မှုများရဆိုင်ရန်အယက်သားများ၏လုံခြုံရေးကိုအာမခံကာကွယ်ပေးရန်လူသားချင်းစာနာထောက်ထားသည့်အကူအညီများအဟန့်တားမရှိပေးနိုင်ရန်နှင့်နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာမည့်အခြေအနေများဖန်တီးပေးရန်တို့ပါရှိပါသည် အစောပိုင်းညညာချက်တွင်ရွေးကဝေယာလိလာသူစေလုံးရင်တလုံးတပါးရမြမပါရှိ၍လိုက်ရောမည်အလားအလာမတွေ့ရပေတောက်ကြနေကအာဆီယံနှင့်နိုင်ငံတကာရှိအလုံသမားတမကများအရက်ဘက်ဖွဲ့စည်းများလူခွင့်ရေးဖွဲ့စုစုပေါင်း308ဖွဲ့က၎င်းတို့အစိုးရများစီယုတ်စု၏ရွေးကောက်ပွဲကိုပြပြတတ်တာဆန့်ကျင်ကြရန်တောင်းဆိုသည့်အစားများအသီးသီးထုတ်ပြန်ခဲ့ကြပါသည် လက်ရှိတွင်အာဆီယံနိုင်ငံများသည်၎င်းတို့နိုင်ငံ၏စီးပွားရေးကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရန်ထိပ်သီးအစည်းအဝေးသို့ရောက်လာသောအမေရိကန်၊ဂျပန်၊တောင်ကိုရီးယားပါဝင်နိုင်ငံပေါင်း20ခန့်မှခေါင်းဆောင်များနှင့်အားတက်သရောဆွေးနွေးနေကြခြင်းတွင်မြန်မာဆေးကောင်းဆောင်များကတော့ပြည်သူများအပေါ်အနိုင်ရရေးအတွက်လက်နက်များပေါ်ချောင်ကောင်းနှင့်ရနိုင်မည့်အရေးသာခေါင်းထဲတွင်ရှိနေကြပါသည်။ ဩစတြေးလျ၏ဒန်အင်တာပရီတာစာဆောင်မှဆောင်းပါးရှင်အီမီချူကဒီမသည်ပြီးခဲ့တဲ့နေ့နေ့ငယ်ကဆေးဥဆုမထက်တန်းစစ်အရာရှိကြီးတဦးနှင့်ရှာရှာပါပါတွေ့ဆုံခွင့်ရခဲ့ရာတွင်၎င်းတို့၏စိတ်နေသဘောထားကိုတီးခွင့်ရခဲ့ကြောင်းအဆိုပါဗိုလ်ချုပ်ကြီးမှတက္ကပါလုံးကကျုပ်တို့ကိုပိတ်ဆို့တန်းခတ်နေတော့ကဘာအရင်လဲတသက်လုံးအဲ့ဒီလိုအလုတ်ခံနေရတာပဲကျုပ်တို့ဘက်မှရုရှားနဲ့တရုတ်ရှိတယ်ပြီးတော့ကျုပ်တို့ပါကျုပ်တို့လက်နက်တွေထုတ်နိုင်နေဟုပြောခဲ့သည်ဟုမိမောင်းထုတ်ပြသွားခဲ့ပါတယ် ရေကောက်ပွဲတင်အာဆီယံကြောင့်အရှေ့ပြန်ပြန်ကွဲမြင့်အရေးကိုကာမီလိုကာမီညာလူလူကိုအာယုံလွှဲနိုင်ရဲ့အသက်တာရလာကြတော့လဲအုံနောက်ပိုင်းဖွံ့ဖြိုးမှုမှာဆယ်နှစ်သားကန်တာရှိသည့်အမှုပညာရှင်များကိုခေါ်ထုတ်ပြီးဝါရပြန်ဇလန်တို့အချိန်မီထုတ်လွှင့်လာကြပါတယ်မိသူဝင်ဖြစ်စေဓမ္မကအောင်ပွဲခံခဲ့ရမည်ဖြစ်ပါတယ်ပြည်သူတို့၏တရားတော်စစ်မုံချအောင်ရမည် မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားများနဲ့အတိုက်ခံအင်အားစုများအားလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမည်ဟုမလေးရှားဝန်ကြီးချုပ်ထုတ်ပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာအကြမ်းဖက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားများနဲ့အတိုက်ခံအင်အားစုများအားလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမည်ဟုမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေဖြင့်တိုင်းရင်းသားလူနေစု28ဖွဲ့အတိုက်ခံအင်အားစုအလုံးပါဝင်သောတွိတ်ဆောင်ဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံသို့ရွှေကောက်ပွဲမတိုင်မီဖိတ်ကြားမည်ဖြစ်ကြောင်းမြန်မာရေးကိုဖြည့်ဆင်းနိုင်ရန်မြန်မာကိုယ်တိုင်ဥဆောင်ရမည်ဖြစ်ကြောင်းရွှေကောက်ပွဲသို့လေလံဆောင်ကြည့်သူများဆင်လို့ရန်စစ်တပ်၏ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေစေသောဖြစ်ကြောင်း၎င်းကဆိုပါသည် တွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်မြန်မာနိုင်ငံရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဦးဆောင်ပြီးလှုံ့ဆော်ရမှာဖြစ်ပါတယ်ဟုမလေးရှားဝန်ကြီးချုပ်ကပြောဆိုပါတယ်မြန်မာအကြမ်းဖက်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြက်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်ဆောင်များကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်မလေးရှားနိုင် င်ငံကွာလာလမ်ပူမြို့တွင်အောက်တိုဘာ26ရက်နေ့အာဆီယံနိုင်ငံသားဥက္ကဋ္ဌများအစည်းအဝေးပြီးအချက်28ချက်ပါမြမရေးဆွေးနွေးချက်ကြီးညာစာရင်းကို ထုတ်ပြန်ခဲ့ပြီးယင်းကြီးညာချက်တွင်အဓိကအချက်များအနေဖြင့်မြမစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်ထဲပို့တိုးတက်မှုများမလုံဆောင်သေးတဲ့လေအအတိတ်ပဲရှိသောအကောင့်ထဲပို့တိုးတက်မှုများမလုံဆောင်သေးရင်အာ အာဆီယံထိပ်သီးအစည်းအဝေးနှင့်နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြန်မာစေကောင်းဆောင်များတက်ရောက်ခွင့်ပြုမည်မဟုတ်ပေနိုင်ငံရေးရကိုစားမပြုသူကိုသာတက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပါသည်ထို့ပြင်အာဆီယံနိုင်ငံခြားဝင်ကြီးများအစည်းအဝေး၏ကျင်းညာချက်တွင်ရွေးကောက်ပွဲမကျင်းပမီနိုင်ငံ၏အကြက်တဲကိုဖြည့်ရှင်ရန်ဘုံတဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြီးအကြမ်းဖက်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါသည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ကလေးတမှုကံကောလမ်းပိုင်းကိုစစ်ကြောင်းထိုးနေသည့်စစ်တပ်ကကျွန်းချောင်းရွာကိုမိရှို့ဖျက်ဆီးနေပြီးတိုက်ပွဲများလည်းဖြစ်ပွားနေတောင်းနေချီတော့ပြည်သူများလည်းဘေးလွတ်ရာထွက်ပြေးနေရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမြို့နယ်တွင်ရှိကလေးတမှုကံကောလမ်းပိုင်းကိုစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကကျွန်းချောင်းရွာကိုမိရှို့ဖျက်ဆီးနေပြီးတိုက်ပွဲများလည်းဖြစ်ပွားနေကတောင်းနေချီတော့ပြည်သူများလည်းဘေးလွတ်ရာထွက်ပြေးနေရကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ အော်တိုဘား29ရက်မနေ့ပိုင်းကထိုမာရွာမှထွက်လာတဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းနဲ့တွန်းလိုင်းရေးတပ်ဖွဲ့များတာယာကုန်းရွာနဲ့ကျွန်းချောင်းရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲတွင်အကျန်းဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိသောကြောင်းကျွန်းချောင်းရွာကိုဝန်ရောက်စီးနှင်ကနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါသည်။အဆိုပါအကျန်းဖက်စစ်တပ်စစ်ကြောင်းသည် အော်တိုဘားလပိုင်းမှစတင်ပြီးကလေးမြို့နယ်တွင်ရှိကလေးတမူလမ်းပိုင်းနဲ့ကလေးကံကောလမ်းပိုင်းကိုအင်အားလုံးရင်းဖြင့်စစ်ကြောင်းထိုးနေသောကြောင်းဒေသပြည်သူအများပြားအရေးပေါ်နေရဆုံးခွာထွက်ပြေး တင်းရှောင်နေရခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီနေ့မနက်ပိုင်းကထိုမာရွာကနေထွက်လာတဲ့စစ်သားစစ်ကြောင်းနဲ့ဒေါ်လာရီတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သားတွေကကျွန်းချောင်းရွာကိုဝင်ရောက်ဆင်းနေမိရှို့တာတိုက်ပွဲမှာစစ်သားတွေအထိနာလို့မိဝင်ရှို့တာရှိတယ်မင်းဝင်ရှို့တာတင်နေနေဘလောက်ပြကြတယ်ဆိုတာအတိမပြုတ်နိုင်သေးဘူးဟုဒေတာပြည်သူတို့ကဆိုပါတယ်အဆိုပါဂျမ်းဖက်စစ်ကြောင်းကြောင်းထောက်ချမ်းရွာကြအင်းရွာစီတာရွာနှက်မြောင်းရွာနှက်ချောင်းရွာကြံသာရွာအောင်သားရွာနဲ့ မှန်တော်ရွာပါဝင်အနီးနားရှိကျေးရွာများမှာတောင်းနှစ်ချီသောပြည်သူများသည်ပင်လုံရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။လက်ရှိအချိန်တွင်စစ်ပေးရှောင်ပြည်သူများသည်အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေခြင်းကြောင့်ကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီကအရေးပေါ်တုံ့ပြန်ရင်းနဲ့ကုညီရေးအဖွဲ့အားဖွဲ့စည်းလိုက်ပြီးနိုင်ငံတကာရောက်ပြည်သူများဒေတာရင်းမိတ်ဖက်အဖွဲ့အစည်းများပြည်ရင်းပြည်ပါရှိတော်လိုင်းရေးအင်အားစုများတိုင်းရင်းသားအဖွဲ့အစည်းများနဲ့နိုင်ငံတကာအဖွဲ့အစည်းများနေဖြင့်လက်ရှိကလေးမျိုးနယ်တွင်ရှိနေရတိမ်းရှောင်နေရတဲ့ပြည်သူများ၏အရေး ေးပေါ်လိုအပ်နေတဲ့ခက်ခဲများကိုပံ့ပိုးကူညီကြရဲမေတ္တာရက်ခံကြောင်းကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။